မင်္ဂလာညချမ်းပါရှင်။နိုဝင်ဘာလ9ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားရဲ့ထုတ်လင့်တင်ဆက်ပေးသွားတော့မှာပါ။ဒီနေ့ညပိုင်းသတင်းတွေမှာတော့တစားမုံလို့ပြညမှာပန့်တကူကောင်းရင် ထိခိုက်ဒဏ်ရာရရှိသူ10ဦးကျော်ရှိခဲ့တဲ့သတင်း။အောင်မြေသာဇံမြို့နယ်မှာရှိတဲ့9ကန်တကန်အတွင်းအမျိုးသား2ဦးရေနဲ့တင်ဆောင်ခဲ့တဲ့သတင်း။အမေရိကန်ဒုတိယသမ္မတဟောင်းဒစ်ချီနီအသက်84နှစ်အရွယ်မှာကွယ်လွန်ခဲ့တဲ့သတင်း။ အမေရိကန်ကအစ္စရေးဘက်ကနေထောက်ခံနေတဲ့၍အီရန်နဲ့ပူးပေါင်းဖို့မဖြစ်နိုင်ဘူးလို့ခါမီနီပြောကြားတဲ့သတင်းနဲ့ချန်ပီယံလိပြန်ပွဲမှာအသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရသူအဖြစ်မတ်စ်ထောင်မန်စံချိန်တင်ခဲ့တဲ့သတင်းအဆန့်ရှိတဲ့သတင်းတွေပါဝင်ပါတယ်။ဦးဆောင်သတင်းတပုတ်အနေနဲ့တစားမုံလပြည့်နေ့ညမှာပန့်တကူကောင်းရင်ထိခိုက်ထင်ရရရှိသူ10ဦးကျော်ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၄ရက်နေ့ကကြာရောက်ခဲ့တဲ့တစားမုံလပြည့်နေ့ညမှာ ပန်းတကူကောင်းရင်ထိခိုက်ဒဏ်ရာရရှိသူ10ဦးကျော်ရှိခဲ့တယ်လို့လူမှုကူညီရေးအသင်းတွေထံကသိရပါတယ်။လမ်းမတွေပေါ်မှာကာရီဘော်ကနေပန်းတကူပြစ်ချတာကိုလိုက်ကောင်းရင်ရင်တိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့တဲ့အရှေ့ပိုင်းဒဂုံမြို့တဲ့မြောက်ပိုင်းနဲ့မြောက်ကလာပမြို့နယ်တွေမှာလူဆက်နက်အိုးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးမြောက်ကလာပစေယုံကြီးကိုပို့ဆောင်ပေးခဲ့ရတယ်လို့မြစ်တာတင်ကဟနိုင်ကူညီမှုအသင်းထံကသိရပါတယ်။ဒါ့အပြင် နေပြည်တော်ပြင်မနာမြို့ပန်းကင်းမီးပွားအနီမှာနိုဝင်ဘာ၄ရက်ညပိုင်းကပန့်တကူပြပေးလမ်းမေးမှာရက်ကြည့်နေတဲ့၁၇နှစ်အရွယ်မိန်းကလေးတအိုးကားတိုက်ခံခဲ့ရတယ်လို့သိရပါဗျ။ဒါပြင်ပြင်မနာမြို့လက်ပံခါလကျေးရွာအနီမှာလည်းပတ်စံကောင်းနေတဲ့အမျိုးသားတစ်ယောက်နဲ့ကိုရင်တစ်ပါးကိုဆိုင်ကယ်ကဝင်ရောက်တိုက်မိတဲ့အတွက်ထိခိုက်ဒဏ်ရာရရှိတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့သေးတယ်လို့လည်းသိရပါဗျ။၁၃၈၈ခုဒဇောင်မုံလာပြင်းနဲ့ 2025ခုနှစ်နိုဝင်ဘာ4ရက်ညမှာရခိုင်မြို့မှာရှိတဲ့မြို့ရင်းလမ်းမကြီးတချို့နဲ့မြို့နယ်တချို့မှာရှိတဲ့လမ်းတွေမှာပန်းတကူကောက်ယူသူများပြားခဲ့တာဖြစ်ပါတယ်။တဇောင်မုံလဟာမြန်မာလူမျိုးတွေအတွက်ကထိန်လူတော်ကျင်းပါတာ မတုံးသင်္ကန်းရက်ချုပ်ပူဇော်တာတွေပြုလုပ်တဲ့လမ်းမြက်အခါသမယတစ်ခု ဖြစ်တယ်လို့တဇမုံလမ်းမြင့်နေမှာပန်းတကူပြက်တာတွေကိုလည်းမြမရိုးရအစင်လာအရပြုလုပ်လေးရှိတာဖြစ်ပါတယ်။ပြီးကြတဲ့နှစ်တဇောင်းတိုင်းကာလအတွင်းမှာလည်းပန်းတကူပြည်ရာကနေမတော်တဆလူသေးဆုံးမှုတွေရှိခဲ့တဲ့အတွက်အခုနှစ်ပန်းတကူကောက်ယူမှုတွေအတွင်းမြို့နယ်တချို့မှာရှိတဲ့လူမှုကူညီအဖွဲ့အစည်းတွေကကူညီဆောင်ရွက်မှုတွေပြုလုပ်ပေးခဲ့သေးတာဖြစ်ပါတယ်။ အောင်မြင်သာဆန်မြို့နယ်မှာရှိတဲ့ငါးကန်တကန်အတွင်အမျိုးသားတအူးရင်းနဲ့တည်ဆုံခဲ့ရတဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အောင်မြင်သာဆန်မြို့နယ်အိုးဘိုရွှေကျင်ရပ်ကွက်မှာရှိတဲ့ငါးကန်တကန်အတွင်မှာအမျိုးသားတအူးရင်းနဲ့တည်ဆုံခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ၄ရက်နေ့မနက်၈နာရီ၃မိနစ်ခန့်ကမန္တလေးတိုင်းဒေသကြီးအောင်မြင်သာဆန်မြို့နယ်အိုးဘိုရွှေကျင်ရပ်ကွက်86နဲ့84လမ်း တလန်းနဲ့သုံးလန်းကြောင်းငါးကန်အတွင်မှအမျိုးသားတဦးရင်းနှီးနေကြောင်းသတင်းရတဲ့အတွက်အောင်မြေသာဆန်မြို့နယ်မိသက်စခန်းကတန်တီမိသက်တပ်ဖွဲ့ဝင်တွေအိုးဖို့ရွှေချင်းအယံမိသက်စခန်းကအယံမိသက်တပ်ဖွဲ့ဝင်တွေဌာနီအရှိလူမှုကွန်ရီအသင်းနှလုံးလှလူမှုကွန်ရီအသင်းတို့ကအဖွဲ့ဝင်တွေပဝင်းကျင်ပြည်သူတွေနဲ့ပူးပေါင်းပြီးရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။ ဖြစ်စဉ်မှာရင်းနှစ်ပြီးသေဆုံးခဲ့တဲ့အမျိုးသားရဲ့ရုပ်အလောင်းကိုမနက်09:35မိနစ်အချိန်မှာရှာဖွေတွေ့ရှိခဲ့ပြီးဌာနီအရှိလူမှုကူညီအသင်းရှင်နဲ့မန္တလေးပြည်သူ့စေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ထပ်မံပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။အမေရိကန်ဒုတိယသမ္မတဟောင်းတစ်ချိန်နီအသက်84နှစ်အရွယ်မှာကွယ်လွန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။9/11အကြမ်းဖက်တိုက်ခိုက်ခံရမှုအာဖဂန်နစ္စတန်နဲ့ အီရတ်တို့မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲကြီးတွေအတွင်းဂျော့ဂျ်ဝီဘူရှ်ရဲ့ဒုတိယသမ္မတဖြစ်ခဲ့ပြီးအမေရိကန်သမိုင်းမှာဩဇာအကြီးမားဆုံးဒုတိယသမ္မတတအိုးဖြစ်ခဲ့တဲ့ဒစ်ချေနီဟာအသက်84နှစ်အရွယ်နိုဝင်ဘာ3ရက်ကကွယ်လွန်သွားခဲ့ပါတယ်။၎င်းဟာအစဉ်လာအဖြစ်မမေရရမဟုတ်တဲ့ဒုတိယသမ္မတရာထူးမှာဩဇာကြီးမားတဲ့ကဏ္ဍကနေပါဝင်ခဲ့သူဖြစ်ပြီးဘူရှ်ရဲ့အမေရိကန်ကိုအကြမ်းဖက်မှုတံပြန်ရေးစစ်ပွဲအတွင်းဆွဲသွင်းတဲ့အခါ သမရရဲ့နောက်ွယ်မှာဩဇာကြီးမားသူအဖြစ်ရည်တည်ခဲ့တဲ့ဆိုပေမဲ့ဒီစစ်ပွဲနဲ့အတူမကောင်းတဲ့အားနည်းချက်တွေလည်းပါဝင်ခဲ့ရာတန်နီယာရှိသူတွေကိုတရားဝင်လှုံထုံးလုံနေမှာပါပဲမြို့ဝက်ဖန်စီခေါ်ဆောင်တာညံပန်းနှိမ့်ဆက်တာတွေကြောင့်လဝဲသမားအများစုရဲ့မုန်တီးချင်းခံရတဲ့တချိန်နီဟာဘဝနေဝင်ချိန်မှာတော့ကြီးကြီးမားမားသဘောထားပြောင်းလဲခဲ့ပါတယ်၂024ခုနှစ်မှာသမရပြန်ဖြည့်ရေးအတွက်ဒေါ်နယ်ထရမ့်ရဲ့ကြိုးပမ်းမှုကိုစန့်ကျင်ခဲ့သူဖြစ်ပါတယ်ဒေါ်နယ်ထရမ့်ဟာရွေးကောက်ပွဲအနိုင်ရခဲ့ပြီးဒုတိယအကြိမ်သမရဖြစ်လာခဲ့ပါတယ် ချီနီရဲ့သမီးအမျိုးသမီးလွှတ်တော်အမတ်ဟောင်းဝါယိုမင်းလေချီနီကသူ့ရဲ့ Republican ဖခင်ဟာထရမ့်ရဲ့ Democratic ပြိုင်ဘက်ကမလာဟဲရစ်ကိုမဲပေးခဲ့တယ်လို့ပြောကြခဲ့ပါတယ်။မိသားစုရဲ့ထုတ်ပြန်ချက်အရချီနီဟာအဆုတ်ရောင်ယောဂနှလုံးနဲ့သွေးကြောယောဂတွေကြောင့်ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။လွတ်တော်အမန်ဟောင်းလည်းဖြစ်ကာကွယ်ရေးဝင်ကြီးဟောင်းလည်းဖြစ်တဲ့46ဦးမြောက်ဒုတိယသမ္မတဟောင်းချီနီဟာ 2000ခုနှစ်နဲ့2009ခုနှစ်တွေအတွင်းဒုတိယသမ္မတအဖြစ်သက်တမ်းနှစ်ကြိမ်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်ကအစ္စရေးဘက်ကနေထောက်ခံနေတဲ့၍အီရန်နဲ့ပူးပေါင်းမှုမဖြစ်နိုင်ဘူးလို့ခါမီနီပြောကြားခဲ့တဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။အမေရိကန်ကအစ္စရေးဘက်ကနေရက်တီထောက်ခံနေတဲ့၍အီရန်နဲ့အမေရိကန်တို့ပူးပေါင်းဆောင်ရွက်ဖို့မဖြစ်နိုင်ဘူးလို့အီရန်နိုင်ငံရဲ့ဦးဆောင်အဓိပတိကောင်ဆောင်အရာတိုလာအလီခါမီနီက နိုဝင်ဘာ3ရက်မှာပြောကြားခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပါတယ်။အမေရိကန်အစိုးရကအစ္စရေးကိုဆက်လက်ပံ့ပိုးနေတဲ့၍အရှေ့လေပိုင်းမှာစစ်စခန်းတွေဆက်ရှိနေတဲ့၍အရှေ့လေပိုင်းအရေးကိုဝင်ရောက်ဆွတ်ဖက်နေတဲ့၍အီရန်နဲ့ပူးပေါင်းမှုမဖြစ်နိုင်ဘူးလို့ခါမီနီကတီဟီရန်မှာကျောင်းသားတွေနဲ့တွေ့ဆုံစဉ်ပြောဆိုသွားပါတယ်။ဒေါ်နယ်ထရမ်အစိုးရအဖွဲ့ကအီရန်ကိုဖိအားတိုးပေးဖို့ကြိုးပမ်းနေချိန်ခါမီနီရဲ့သတိပေးစကားတွေထွက်ပေါ်လာတာဖြစ်ပါတယ်။အော်တိုဝါမှာထရမ်က အီရန်သာအစင်သစ်ဖြစ်ပါကအမေရိကန်ကလည်းသဘောတူညီချက်ရယူဖို့အသင့်ဖြစ်ကြောင်းပိုးပေါင်းဆောင်ရွက်ရေးကိုလက်ကမ်းကြိုဆိုနေကြောင်းပြောကြားခဲ့ပါတယ်။ဆိုမှာအီရန်နဲ့အစ္စရေးတို့စနစ်ရက်ကြာစစ်ပွဲမဖြစ်ပွားမီအီရန်နဲ့အမေရိကန်တို့ကြားညွှန်ကလေးရဆွေးနွေးပွဲ၅ချိန်ပြုလုပ်ခဲ့ပါတယ်။စနစ်ရက်စစ်ပွဲမှာအမေရိကန်ကအီရန်ရဲ့အဓိကညွှန်ကလေးရစခန်းတချို့ကိုတိုက်ခိုက်ပြီးအစ္စရေးကိုကူညီခဲ့ပါတယ်။အဲနောက်ဇွန်24ရက်ကစပြီးအီရန်နဲ့အစ္စရေးအပြစ်ခတ်ရက်စဲခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ချန်ပီယံလိပြန်ပွဲမှာအသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ်မတ်စတာမန်စံချိန်တင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆင်နယ်အသင်းရဲ့အင်္ဂလန်တိုက်စစ်ကစားသမားမတ်စတာမန်ဟာချန်ပီယံလိပြန်ပွဲမှာအသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ်စံချိန်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။အာဆင်နယ်အသင်းကစလာဗီးယားပရက်စ်ကို၃ဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာမတ်စ်တောင်မန်ဟာပွဲချိန်82မိနစ်မှာလူစားဝင်ကစားခွင့်ရခဲ့ပြီး သူ့အနေနဲ့အသက်55နှစ်နဲ့308ရက်သားရှိသေးတာကြောင့်အခုလိုစံချိန်သက်ကိုပိုင်ဆိုင်ခဲ့တာပါ။အရင်ကချန်ပီယံလိမှာအသက်အငယ်ဆုံးကစားသမားအဖြစ်စံချိန်တင်ထားသူက2020ရောကဒေါမွန်အသင်းအတွက်ပွဲထွက်ကစားခဲ့တဲ့မူကိုကို16နှစ်18ရက်ဖြစ်ပါတယ်။ဘာစီလိုနာကစားသမားယမာက2023ခုနှစ်မှာအသက်16နှစ်68ရက်နဲ့ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ်ရပ်တည်နေခဲ့ပြီးအခုမတ်စတောင်မန်ကအားလုံးကိုကြော့ဖြတ်ပြီးချန်ပီယံလိသမိုင်းတစ်လျှောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့တာပါ မတ်စတောင်မန်ဟာအသက်18နှစ်မပြည့်သေးတာကြောင့်အာဆင်နယ်အသင်းနဲ့ scholarship စာချုပ်သာချုပ်ဆိုနိုင်သေးပေမဲ့အသင်းရဲ့အနာဂတ်မှာတေချာပေါက်ရှိနေမဲ့သူဖြစ်ကြောင်းအာဆင်နယ်နီးပြအာတီတာကပြောကြားထားပါတယ်။နိုဝင်ဘာ9ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုထိုင်းရဲထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။တာယာငင်းချက်နဲ့ညချမ်းလေးဖြစ်ပါစေ။